င်္ဂလာပါရှင်မြန်မာ Fault Channel ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်အကြံဖက်စစ်တဲ့အချိန်ချင်းထိုးစစ်ဆင်လာတော့လေ AAE စီရေးပြူအောက်တွင်အလူအလေခံနေရတရုတ်လုံခြုံရေးတပ်15ဦးသေဆုံးကြောင်းသတင်းထွက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှက်ခိုင်ပြီးကြောက်ဖြူမျိုးပြင်း ဆယ်မိုင်ခက်ပတ်လည်တွင်ဖြစ်ပွားနေသောလက်ရှိတိုက်ပွဲ၌အကြံဖက်စစ်တပ်ကအင်အားများဖြည့်တင်ပြီးအကြိမ်ကြိမ်စစ်ကြောင်းထိုးလာတော်လေအာရခတ်တပ်တော် AAE စေရီဖြူဟာအောက်တွင်အကြအစုံအထိကများပြီးအလူအလဲခံရသည်ဟုဒေတာတွင်စစ်ရေးတရင်ရင်းမြစ်တအူကပြောပါရယ်စက်တင်ဘာ29ရက်နေ့ကဒညောက်ဝရီရေတပ်ဌာနချုပ်အနီးရှိစီမော်ဘတ်မှကုလပါတီရွာဘတ်သို့စစ်ကြောင်းထိုးလာသည့်အကြံဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနှင့်ရေတပ်ရင်32မှထွက်လာသည့်အင်အား100ကျော်ပါစစ်ကြောင်းတို့သည်ရှေ့စစ်နောက်စစ်တက်လာရာ ခေါ်တူတောင်တန်းကုလပါချေရွာနာအရောက်တွင်အေအေထန်ချိန်မုံခံလိုက်ရသည်ဟု၎င်းကဆိုပါသည်ဟိုတနေ့ကခေါ်တူတောင်ကိုရှေ့ဆင့်နောက်ဆင့်တက်လာတာစစ်ကြောင်းနှစ်ကြောင်းနှစ်ခုပေါင်းအင်းအား200ကျော်ပါသည်ခိုးဘက်ကအသာစီရသည်လက်စုပ်လက်ကင် မပြနိုင်ပေမယ့်ထီတာတော့တော်တော်တည်တယ်ကြသွားတာအတုံးယုံမင်းအလောင်းဆွဲပြီးနောက်ဆုတ်သွားတယ်ဟု၎င်းကပြောပါသည်အဓိကထိခိုက်သွားသည့်အကြံဖက်စစ်တပ်စစ်ကြောင်းမှပထမတက်လာသောစစ်ကြောင်းဖြစ်ပြီးထပ်ပြိုသွားကဖျို့ဖျဲနောက်ဆုတ်ထွက်ပြေးသွားကြရပြီးနောက် ထပ်မံတက်လာသည့်စစ်ကြောင်းနှင့်ပူးပေါင်းကာပြန်ကျဲနေသည့်အလောင်းများကိုကောက်ယူသွားကြသည်ဟုဆိုပါသည်တညာဝရီရေတဌာနချုပ်စက်ခန့်ရှိစီမော်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကိုအေအေကအငိုက်ဖမ်းပြီးတိုက်တာမနေသေးသေးတယ်။နောက်တက်လာတဲ့စစ်ကြောင်းထပ်ပူပေါင်းပြီးအင်အားတွေဖြည့်ပြီးတက်လာတယ်ဟုပြောပါရယ်။အဆိုပါထပ်မံတက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်အေအေတို့အကြောင်းထပ်မံထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကနောက်တန်းကနေလက်နက်ကြီးဖြင့်ပစ်ကူပေးသဖြင့်နှစ်ဖက်တိုက်ပွဲမှာပြင်းထန်ခဲ့သည်ဟုသူကဆိုပါရယ်။ သူတို့ထပ်ပြီးဂျာပြက်တိုက်ခိုက်ခံရတာနဲ့ချက်ချင်းတညောက်ဝတီရေးတဲ့စက္ကန့်ကလက်နက်ကြီးအတွဲလိုက်တွေဒရဇက်ပစ်တယ်၊ရေတဲ့ရင်32ကပစ်တယ်၊နေပြီးကပစ်တယ်၊နောက်ပြီးဒရုန်းလာချတယ်၊ပစ်ခတ်တံတွေဝေဝေးစားသွားတယ်ဟုပြောပါတယ်။ကြောက်ဖြူမျိုးပြန်ပတွေဖြစ်ပွားနေသောတိုက်ပွဲတွင်အကြံဖက်စစ်တပ်ကအကြအဆုံးများပြတော်လေအင်အားများကိုထပ်မံဖြည့်ကထိုးစစ်ပြန်ပြင်ဆင်လာသဖြင့်တိုက်ပွဲများနေ့စဉ်လိုလိုနေရာကွက်ပြီးပြင်းထန်နေကြောင်းသတင်းရရှိပါတယ်။တိုက်ပွဲပြင်းထန်နေသည့်နေရာများမှာကြောက်ဖြူမျိုးတွေရှိ ခေါ်ရူတောင်တန်းပတ်ဝန်းကျင်နှင့်တစ်ပုတ်တောင်တိုက်နယ်ကုလပါကြီးရွာပတ်ဝန်းကျင်တို့တခြားဖြစ်ကြပါသည်။အာရခတ်တက်တော်ထိန်ချုပ်နေရာများမှာကြီးရွာတချို့မှာဒေသခံပြည်သူများလည်းနေပြီးနေလေကြောင်းရန်ကိုကြောက်ပြီးဘေးလိုရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရပါသည်။ဆက်လက်ပြီးမြောက်ဥကလာပါ22ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးကိုမျိုးပြအဖွဲ့တွေတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စစ်ကောင်စီရွေးကောက်ပွဲအတွက်လှုံ့ဆော်နေသလိုလူငယ်တွေကိုဖမ်းပြီးရောင်းစားနေတဲ့ရန်ကုန်မြို့မြောက်ဥက္ကလာပါမြို့နယ်22ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာဘီအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အုပ်ကြီးနယ်ပေါင်းပါရုံးတဲဝင်မှဝင်ထူတာပါအထီးကိုက်ရှိမယ်လို့ပြောပါတယ်။စက်တင်ဘာ30ရက်ည7:00နာရီခန့်မှာရန်ကုန်အာဘီနဲ့အနောက်ပိုင်းခရိုင်ပါကာဖာတို့ပူးပေါင်းပြီးအထက်ပါရပ်ကွက်ရုံးကိုပြင်းအားမြင့်မိုင်းတစ်လုံးလက်ပစ်ဗုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်အာမေအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲအတွက်ကုညီလှုပ်ဆောင်နေတဲ့အုပ်ချုပ်ရေးမှူးရုံးတွေကိုဇက်တိုက်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးပြည်သူတွေဘက်ကလည်းရက်ကွက်အုပ်ချုပ်ရေးမှူးတွေဖိနှိပ်တာခံနေရတဲ့အကြောင်းကိုနှိစင်တိုက်ကြားမှုတွေရှိတယ်လို့ဆိုပါတယ်ကျွန်တော်တို့လည်းအကုန်လုံးကိုလိုက်မလုံနိုင်တော့စာထုတ်ပြီးသတိအရင်ပေးတာလုပ်ရတယ်အဲ့ဒါကိုတချို့လူတွေကအားမလို့အာမေရလှပြောကြတယ်သတိပေးနေရတော့မယ့်အချိန်မဟုတ်ဘူးဘာညာပေါ့ဗျာကျွန်တော်တို့ကပူပြီးတော့အဲ့လိုပြောတဲ့သူတွေထက်အကောင်တွေကိုလှုပ်ချင်တာပုံမစ်ရှင်တစ်ခုလှုပ်ဖို့ဆိုတာခုံချစရိတ်များတယ် ချိန်ပြီးလုပ်နေရတဲ့အနေအထားတွေမှာတချို့သူတွေနားလေစီခြင်းနဲ့ပြလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်ဒီနေ့မစ်ရှင်အကြောင်းကိုအနောက်ပိုင်းခရိုင်ဘက်ကဖကလည်းအုပ်ကြီးတွေအစင်လိုက်လာမယ်လို့ရေးသားထုတ်ပြန်ထားပါတယ်ရန်ကုန်အာမေအဖွဲ့အနေနဲ့ဩဂုတ်နဲ့စက်တင်ဘာလအတွင်းစေကောင်စီရဲ့ရွှေကောက်ပွဲအတွက်လှုပ်ဆောင်နေသူတွေကိုဒီနေ့မစ်ရှင်အပါအဝင်၅ချိန်တိုက်ခိုက်ခဲ့ပါတယ်ခုရက်ကွက်ကိုကိုတိုင်ဖိနှိပ်အနိုင်ကျင့်နေတဲ့အုပ်ကြီးတွေစီကျွန်တော်တို့အရောက်လာမယ်လို့ပြောပြီးပါစောရာနဲ့နောက်ကျတာပဲခွာပါလိမ့်မယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ် ဆက်လက်ပြီးစစ်ကောင်စီကရွှေကောက်ကွဲအပိုင်းတည်းအတွက်မဲစင်းရီစတင်ကျင်ညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီဇင်ဘာလမှာကျင်းပတဲ့အာနာသိန်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲအပိုင်းတည်းအတွက်မင်းစင်းတွေကိုတက်ဆိုင်ရာမြို့နယ်ရက်ကွက်ကြီးပါအလိုက်ရွှေကောက်ပွဲကော်မရှင်အခွဲခွဲတွေကစက်တင်ဘာလ30ရက်နေ့ကစပြီးကျင်းပထားပါတယ် မေဆင်းတွေကိုစက်တင်ဘာ30ရက်ကနေအောက်တိုဘာ14ရက်အထိ14ရက်ကြာကြီးညထားမှာဖြစ်တာကြောင့်အနေဆုံးတက်အင်းတယောက်လုံးနဲ့မပြတ်မကွက်လာရောက်ကြည့်ပေးကြဖို့ကိုလည်းစစ်ကောင်စီလက်အောက်ခံဖြီတော်စုရွေးကောက်ပွဲကော်မရှင်ကနှိုးဆော်ထားပါသေးတယ်။ရန်ကုန်ဒေသကတအူကတော့မေဆင်းလာကြည့်ကြဖို့ဆိုပြီးညကမိုင်းနဲ့လိုက်အော်တာတော့ရှိတယ်။ဒါပေမဲ့စိတ်မဝင်စားကြတော့ရက်ွက်ထေတော့သွားကြည့်တာရောပြောတဲ့တွေရောမကြရမတွေ့ရပါဘူးလို့ပြောပါတယ်။အခုကြင်ညာတဲ့မေဆင်းဟာပထမအကြိမ်ဖြစ်ပြီးဒီစရင်ကနေမှာရွံ့တာနေမေဆင်းမပါဝင်တာ ပါသေးတဲ့သူတွေပါနေတာစတာတွေကိုပြင်ဆင်ဖြည့်ဆွက်ပြီးရင်လာမယ့်နိုဝင်ဘာလမှနောက်တစ်ချိန်ထပ်မံကြေညာမှာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကတော့ရွေးကောက်ပွဲအပိုင်းတစ်ကိုမျိုးနယ်တရားနှမျိုးနယ်မှာလုပ်မယ်လို့ကြေညာထားပြီးအဲ့ဒီအတွက်လည်းလက်ရှိမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေစီမှာဆုံရှုံထားရတဲ့နေမျိုးတွေပြန်လည်ရရှိရေးအတွက်ကြီးရည်လေးအင်အားအလုံးရင်းနဲ့ထိုးစစ်တွေဆင်နွှဲနေပါတယ် ဆက်လက်ပြီးအမေရိကန်အစိုးရရန်ရီယာရက်တက်နေခြင်းပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝမဆောင်ရွက်နိုင်သေးဘူးလို့တန်ယုံထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်အစိုးရရဲ့ဗန်နောင်ငွေရထားမှုအတည်ပြုချက်မရသည့်တဲ့ကြာကာလမှာပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝမဆောင်ရွက်နိုင်သေးဘူးလို့ရန်ကုန်မြို့အမေရိကန်တန်ယုံကဒီနေ့ထုတ်ပြန်ပါတယ်။ အဲ့ဒီလိုမဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့် BN ရဲ့နဲ့လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်အလက်တွေကလွှဲလို့တန်ယုံရဲ့ Facebook အကောင့်မှာအကြောင်းအရာအသစ်တွေထပ်မံတင်မှာမဟုတ်ဘူးလို့အတည်ပြုပါတယ်။အခုလိုဘန်နာငွေရထားမှုအတည်ပြုချက်မရသေးတဲ့ဂျာကာလာအတွင်းအမေရိကန်ပြည်ထောင်စုနဲ့ပြည်ပရှိအမေရိကန်တန်ယုံတွေကောင်စစ်ဝင်ယုံတွေမှာရချင်းယူထားတဲ့နိုင်ငံကူးလက်မှတ် Passport နဲ့ Visa ဝန်ဆောင်မှုတွေကိုအခြေအနေခွင့်ပြုချက် အရာဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။တန်ယုံရဲ့ဝန်ဆောင်မှုတွေနဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေဆိုင်ရာအချက်အလက်တွေအတွက် travelstate.gov မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ဖော်ပြပါတယ်။အမေရိကန်လွှတ်တော်မှနောက်ဆုံးမိနစ်ပိုင်းထိအရေးပေါ်ညှိနှိုင်းမှုတွေမအောင်မြင်တော့တဲ့နောက်အမေရိကန်ဖက်ဒရယ်အစိုးရရန်နရာတွေဟာဒီနေ့မှစတင်ရပ်တန့်ပြီးရှတ်ဒေါင်းဖြစ်သွားခဲ့ပါတယ်။သမရထရန့်ရဲ့ပထမအကြိမ်သမရတက်တန်တုံးကလည်း2018နှစ်စန်းပိုင်းမှာ၃ရက်ကြာ2018နှစ်ကုန်ကနေ2019နှစ်စန်းပိုင်းထိ35ရက်ကြာအစိုးရရှတ်ဒေါင်းကြုံခဲ့ပြီးဖက်ဒရယ်အစိုးရအေဂျင်စီတွေရန်နာခဲ့ရပါတယ်။ဒါကြောင့်အခုတစ်ချိန်ဟာ ထရန့်သမ္မတအဖြစ်တာဝန်ယူတဲ့ကာလအတွင်းတတိယမြောက်အစိုးရရှက်တောင်းအနေနဲ့လေးမှတ်တမ်းဝင်ခဲ့ပါတယ်။အမေရိကန်မှာသမ္မတရော်နယ်ရီဂင်လက်ထက်ကလည်းရှက်တောင်း၃ချိန်ကြုံခဲ့ပူပင်ပေတဲ့ချိန်ကတရက်ပေကြခဲ့ပြီးကျန်တဲ့၂ချိန်ကတော့နိုင်ယူပိုင်းအတွင်းမှာတင်ပြည်လဲအောင်ဖြည့်ရှင်းနိုင်ခဲ့ကြပါတယ်။ဆက်လက်ပြီးနေပြည်တော်တွင်စစ်ကော်မရှင်၏မဲစီအညာကြေညာထားမှုကြီးစုသူနေပါတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်ကော်မရှင်ယုံဆက်ရနေပြည်တော်ရှိရက်ွက်အုပ်ချုပ်ရေးမှုယုံများတွင်ရွေးကောက်ပွဲအတွက်မေးဆန္ဒရှင်စီရင်များစတင်ကြေညာထားပြီးဖြစ်တော်လေသွားရောက်ကြည့်ရှုသူနေပါကြောင်းဒေသခံများထံမှသိရပါသည်စစ်ကော်မရှင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရဲ့အတွက်မေးဆန္ဒရှင်စီရင်များကိုစက်တင်ဘာ30ရက်နေ့မှအောက်တိုဘာ23ရက်အထိပထမကြိမ်ကြေညာထားမည်ဖြစ်ကြောင်းစစ်ကော်မရှင်ကဆိုထားပါသည် နေပြီးတော့စပူတီတီမျိုးနဲ့ပြင်မနာမျိုးနဲ့နဲ့ပုပ်ပတီတီမျိုးနဲ့တို့ရှိရက်ွက်ရုံများတဲ့မှာငါးခုကိုယနေ့လေးလာကြည့်ရှုရတွင်ရက်ွက်ရုံနှစ်ခုတွင်မဲစရင်လာကြည့်သူတချို့တလိတာရှိပြီးကြံရုံသုံးခုတွင်လည်းလာရောက်ကြည့်ရှုသူများကိုမတွေ့ရပေစစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားသည့်အတွက်သွားရောက်ကြည့်ရှုမည်မဟုတ်ကြောင်းနေပြီးတော့ဒေသခံတအူကလည်းပြောပါတယ်လူတွေဟိုရင်တုန်းကလိုသွားကြည့်နေတာတို့ဖြုံးနေတာတို့စိတ်ဝင်စားတာတို့တော့မရှိပါဘူး ကျွန်တော်လည်းစိတ်ဝင်စားလို့သွားကြည့်တာမဟုတ်ဘူးဟုဆိုပါတယ်စစ်ကော်မရှင်ဤရက်ွက်ရွေးကောက်ပွဲကော်မရှင်အခွဲခွဲကမှဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲစည်းရင်တွင်မိမိအမည်ပါဝင်ခြင်းရှိမရှိလာရောက်ကြည့်ရှုရမည်ဖြစ်ပြီးမဲစည်းရင်တွင်မပါခြင်းမဲစည်းရင်တွင်ပါတီအချက်လက်ပြင်ဆင်လိုခြင်းမဲစည်းရင်တွင်ပါတီပုံကိုတူဦးကိုကန့်ကွက်လိုခြင်းတို့ကိုအောက်တိုဘာ12ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်းရက်ွက်ရုံးတွင်ကြေညာထားပါတယ် စစ်ကော်မရှင်အနေဖြင့်၎င်းတို့၏ရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁ကိုလာမည့်ဒီဇင်ဘာ၂၈ရက်နေ့တွင်မြို့နယ်၁၀၂မြို့နယ်တွင်ကျင်းပမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။